မင်္ဂလာပါရှင်ကျမတီကာပါဒီနေ့ဖော်ပြပေးခြင်းတဲ့တဲ့အကြောင်းအရာကတော့ဘင်္ဂလားပင်လယ်အော်ကလေဖိအားနဲ့ရှင်ဝန်အဖြစ်အာရော့လာတဲ့နိုင်တိုးပီအခြေအနေအပ်ဒိတ်ကိုဖော်ပြပေးပါမယ်မူလတာသူတေတီအွန်လိုင်းကတော့ဒီနေ့ဧပြီလ10ရက်ညနေ6:20မိနစ်ချိန်မှာအခုလိုထုတ်ပြန်ခဲ့ပါတယ်ကျူတီခမန်းရဲ့တင်ချပုံစံပြုမော်ရယ်တွေဖြစ်တဲ့ ECNWF NCEB, GFS, IMD, GFS Moderate အားလုံးကနောက်လာမယ့်၁၂နှစ်ကနေ၂၄နှစ်အတွင်းလီဘီယာနဲ့ရှန်ဝန်ဟာဘင်္ဂလားပင်လယ်ကိုအလဲပိုင်းမှာတဖြည်းဖြည်းအာရော့ပြီးတဲ့နောက်အထက်လေဝေလိုင်း UACC ကနောက်နှစ်ရက်သုံးရက်မှာမြန်မာနိုင်ငံပေါ်ကိုဆက်လက်ရွေးရှားသွားနိုင်တဲ့ကြောင်းအိန္ဒိယမူလဝဒဌာနကထုတ်ပြန်ပါတယ် လက်ရှိအချိန်မှာတော့လေဖိအားနဲ့ရှောင်းဟာစစ်တွေမျိုးအနောက်တောင်ဘက်မိုင်၄50ခန့်မြင်းလားပင်လယ်ော်အနောက်အလှယ်ပိုင်းနဲ့အနောက်မြောက်ပိုင်းပင်လယ်ပြင်မှာဆက်လက်တည်ရှိနေစေလည်းဖြစ်ပါတယ်။ဆက်လက်တည်ရှိနေစေလေဖိအားနဲ့ရှောင်းအရှိန်နဲ့အထက်လေဝေလှိုင်း UACC ရဲ့မြန်မာနိုင်ငံဘက်ကိုဆက်လက်ရွေးရှားနေတဲ့အခြေအနေတွေကြောင့်မနက်ဖြန်အင်ပယ်လာ17ရက်ကနေ14ရက်ထိမြန်မာတိုင်းနိုင်ငံလုံးမှာမိုးနှင်းငယ်ကနေ အသင်းတင်ဆက်လက်ရွာသွန်းနေအောင်မှာဖြစ်ပြီးတော့ရခိုင်ကန်ရက်နဲ့ရခိုင်ပြည်နယ်မြောက်ပိုင်း ERA တိုင်းရှမ်းကုန်းတိုင်းပဲခူးတိုင်းရှမ်းပြည်နယ်နေပြီးတော့မန္တလေးတိုင်းနဲ့စကိုင်းတိုင်းဒေသတွေမှာမိုးအထင်းတင်းကနေမိုးများနိုင်ကြောင်းတွေ့ရလို့ဆိုပါတယ်။ဆက်လက်ပြီးတော့လည်းနေပြည်တော်နဲ့ရုံအခြေအနေကိုဖော်ပြပေးပါမယ်။၂025ခုနှစ်ဒီနေ့ဧပြီလ10ရက်နေ့မြမစံတော်ချိန်ည9:00နာရီအချိန်မှာထုတ်ပြန်တဲ့နေပြည်တော်နဲ့ရုံအခြေအနေကိုအစင်ခံဖော်ပြလာခဲ့ပါတယ်။ဒီနေ့မြမစံတော်ချိန် ညနေ9နာရီခွဲချိန်တိုင်းထွာချက်တည်းရာဘင်္ဂလားပင်လယ်အနောက်လက်ပိုင်းမှာဖြစ်ပေါ်နေတဲ့လေဖိအားနဲ့ရှောင်းဝန် low pressure area ကဆက်လက်တည်ရှိပါတယ်။အဆိုပါလေဖိအားနဲ့ရှောင်းကတော့မြောက်အရှေ့မြောက်ဘက်ကိုရွှေ့ရှားနိုင်ပြီးတော့နောက်7နာရီတွင်မှဘင်္ဂလားပင်လယ်အလယ်ပိုင်းမှာတဖြည်းဖြည်းအားရုံမယ်လို့ခန့်မှန်းရပါတယ်။အဆိုပါလေဖိအားနဲ့ရှောင်းရဲ့အရှင်ကြောင့်ဒီနေ့ညကနေ17ရက်လေးတာ2025ရက်နေ့အတွင်းနေပြီးတော့ရှောင်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီး ပဲခူးတိုင်းဒေသကြီးမကူတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအီယာရီတိုင်းဒေသကြီးလင်းနိုင်တိုင်းဒေသကြီးကချင်ပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မှာနေရာကျကျမိုးထည့်ကြုံရပါမယ်။ 12ရက်နေ့လ2025ရက်ကနေ17ရက်နေ့လ2025အတွင်းနေပြည်တော်ရောင်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအေရီတိုင်းဒေသကြီးတရိုင်းတိုင်းဒေသကြီးကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မှာနေရာစစ်စစ်ကနေနေရာအနှံ့ပြားမိုးထစ်ကြုံရွာသွန်းပြီးတော့ တချို့ဒေသတွေမှာနေရာကွက်ပြီးမူကြည့်ပါမယ်။အကြံပြုချက်အနေနဲ့ကတော့မိုးသဲထန်စွာရွာသွန်းလာတဲ့အတူတူလေပြင်းတိုက်ခတ်တာ၊မိုးတကြုံတာ၊မိုးကြိုးပြစ်တာ၊လျှက်စီလက်တာ၊မိုးသီးကျွေတာ၊လျှက်တပြက်ရေကြီးတာတွေနဲ့မြေပြိုတာစတဲ့သဘာဝဘီးအနေတွေဖြစ်ပေါ်နိုင်တဲ့အတွက်အဆိုပါဒေသမှာရှိတဲ့ကုန်းမြစ်ဒေသအနီးမှာနေထိုင်ကြတဲ့သူတွေအနေနဲ့ မြေပြုံမှုအန္တရာယ်ကို၎င်းမြင်းငယ်ချောင်းကအနီးမှာနေထိုင်ကြတဲ့သူတွေအနေနဲ့ရေကြီးရေရှာမှုအန္တရာယ်ကို၎င်းကြိုတင်သတိပြုရှောင်ရှားဖို့အကြံပြုလာတာဖြစ်ပါတယ်။ဆက်လက်ပြီးတော့လည်းအေဖလာ၁၀ရက်နေ့အတွက်မလို့သာခံမှန်းချက်ကိုဖော်ပြပေးပါမယ်။ဘင်္ဂလားပင်လယ်အခြေအနေကတော့ကပ်လီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အောက်မှာတိမ်တင်းတဲ့ကနေတည်တူတက်ပါတယ်။ပင်လယ်ပြင်အခြေအနေကတော့တဲနိုင်ကန်ယူရန်ရခိုင်ကန်ရန်မြို့ဝကျောပေါ်ဒေသတွေနဲ့မော်ဒမကွေ့မှာလေဟာအနောက်နောက်တောင်ဘက်ကနေတနအီကို၁၀မိုင်ကနေ -30 ခန့်တိုက်ခတ်နိုင်ပြီးတော့လိုင်းနေငယ်ကနေလိုင်းတင်းတဲ့ရှိပါတယ်။ မိုးချင်တွေကသတင်းနိုင်တိုင်းဒေသကြီးနဲ့ချင်းပြည်နယ်မှာနေရာဆိုင်ဆိုင်မိုးထချုံရွာသွန်းပြီးတော့ကိုင်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မှာနေရာကွက်ကြားမိုးထချုံရွာပါမယ်။ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာအများအပြားတာယာပါမယ်။နေပူချင်တွေကတော့မကွေးတိုင်းဒေသကြီး၊ရောင်းတိုင်းဒေသကြီး၊အေရတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊ရခိုင်ပြည်နယ်၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်မှာပုံမှန်အပူချိန်ထက်မြင့်တက်ပါမယ်။မြူချင်းတွေကတော့မကွေးတိုင်းဒေသကြီး၊ရောင်းတိုင်းဒေသကြီး၊အေရတိုင်းဒေသကြီး၊ဗိုးတိုင်းဒေသကြီး၊ရခိုင်ပြည်နယ်၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်မှာမနှက်ပိုင်းမှာမြို့တွေကြီးစင်ပါမယ်။ ဆက်လက်ပြီးတော့လည်းအီဘယ်လာ17ရက်အတွက်မလို့သာခံမှန်းချက်ကိုဖော်ပြပေးပါမယ်။ဘင်္ဂလားပင်လယ်အခြေအနေကတော့ကပ်လီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်ကိုမှတိုင်အသင့်တဲကနေတည်ထူတတ်ပါတယ်။ပင်လယ်ပြင်အခြေအနေကတော့သတင်းနိုင်ကင်မရာ၊ရခိုင်ကင်မရာ၊မြို့ဝချုပ်ပေါ်ဒေသတွေနဲ့မော်ဒမခွေမှလေဟာအနောက်အနောက်တောင်ဘက်ကနေတနအီကို7မိုင်ကနေ -20 ခန့်တိုက်ခတ်နိုင်ပြီးတော့တိုင်းနှင်းငယ်ကနေလှိုင်းသင့်တဲ့ရှိပါတယ်။ မိုးရှင်တွေကတော့ skyline ဒေသကြီးကချင်ပြည်နယ်နဲ့ချင်းပြည်နယ်မှာနေရာစိတ်စင်မိုးထစ်ကြုံရွာသွန်းပြီးတော့ maritime ဒေသကြီးရှမ်းပြည်နယ်ရခိုင်ပြည်နယ်နဲ့မွန်ပြည်နယ်မှာနေရာကွက်ကြားမိုးထစ်ကြုံရွာပါမယ်။တနင်္လာတိုင်းဒေသကြီးဘိုးတိုင်းဒေသကြီးနဲ့ကရင်ပြည်နယ်မှာမိုးတိမ်သင့်တင်ဖြစ်ထွန်းပါမယ်။ကြက်တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာအများအပြားတာယာပါမယ်။နေပူချင်းတွေကတော့ရောင်တိုင်းဒေသကြီး၊အရာဝတီတိုင်းဒေသကြီး၊ဘူတိုင်းဒေသကြီး၊တရင်းနိုင်တိုင်းဒေသကြီး၊ကရနီပြည်နယ်နဲ့ တရင်ပြင်းနဲ့မှာပုံမှန်ပူချိန်တက်မြင့်တက်ပါမယ်။မြို့ချင်းတွေကတော့မကွေးတိုင်းဒေသကြီး၊ရောက်တိုင်းဒေသကြီး၊အီရောက်တိုင်းဒေသကြီး၊ဘိုးတိုင်းဒေသကြီး၊သရဲနိုင်တိုင်းဒေသကြီး၊ကရနီပြည်နယ်နဲ့ကရင်ပြည်နယ်တွေမှာမြို့လူတွေကြာဆင်းပါမယ်ရှင်။ဆက်လက်ပြီးတော့လည်းအီရရီ၊ရှမ်းကုန်း၊ရခိုင်အလယ်ပိုင်း၊မိုးလေလျှက်စင်းရှိမဲ့အကြောင်းဖော်ပြပေးပါမယ်။ဒီကြောင့်မလို့တော့ဦးဝေဖြူဟန်ကတော့ဆက်ရက်နေတာ2025ရဲ့နေမွန်းလယ်ညနေ4:00နာရီ3မိနစ်အချိန်မှာအခုလိုထုတ်ပြန်ခဲ့ပါတယ် လေပြင်းအားနဲ့ရောင်ဝကြောင့် AR တိုင်းဒေသကြီးရဲ့အောက်ပိုင်းရောင်တိုင်းဒေသကြီးတရင်းနိုင်တိုင်းဒေသကြီးနဲ့ရခိုင်ပြည်နယ်အလဲပိုင်းတွေမှာနောက်တနအိတွဲမှာမိုးရွာသွန်းလာနေတဲ့အတူပြည်စည်းလက်တာမိုးထကြုံတာတွေဖြစ်ပေါ်နိုင်တယ်လို့ခန့်မှန်းခဲ့တာဖြစ်ပါတယ်ဆက်လက်ပြီးတော့လဲ USDA ငလျင်မှတ်တမ်းကတော့ match လ28ရက်မှာအချိန်17မိနစ်ခန့်ချပြီးလှုပ်ခတ်သွားတဲ့ငလျင်ကြီး2ချိန်နဲ့9.9နဲ့6.9တို့ကြောင့်မြေအောင်ရေတိုးတဲ့ဖြစ်စဉ်ဖြစ်ပေါ်နိုင်တဲ့နေရာတွေကိုတွေ့ရပါတယ် USDA ကထုတ်ပြန်တဲ့ ငလေလှုပ်တဲ့နေရာတွေကိုသာရင်ညွှန်းထားပြီးတော့မြောင်းရတိုခြင်းဖြစ်ခဲ့ပွဲရှိတဲ့အေရိယာမြေပြင် evidence မှတ်တမ်းပုံတွေအတွက်ဒေသခံတွေကရရှိနိုင်ရင်ကူညီပေးဖို့မြစ်တာရက်ခံလာခဲ့တာဖြစ်ပါတယ်။ဒါအပြင်ဝမ်မတ် app ကြီးအကောင့်ပြီးတော့တိတာထင်ရှားတဲ့ Libby A နဲ့ရောင်းဝအချင်းတွေ update ကိုဖော်ပြပေးပါမယ်။မလို့သာသူတည်တဲ့ online ကတော့ Ebella ကိုရဲ့နေ့လယ်2နာရီခွဲမှာကိုလို့ဖော်ပြခဲ့ပါတယ်။မနက်6နာရီမိနစ်30ကနေနေ့လယ်7နာရီ30 6နာရီအတွင်းမှာမြောက်ဘက်ကို7မိုင်နှုန်းကန်နဲ့ရွေ့ရှာပါမယ်။အိန္ဒိယနိုင်ငံနောက်ဘင်္ဂလားပြည်နယ်ကိုကတာမြို့ရဲ့ ွယ်တောင်ပတ်မန်ချောင်းရကံဘင်္ဂလားပင်လယ်အနောက်လယ်ပိုင်းမှာဗဟုပြုလျက်ရှိပါတယ်ဗဟုချက်အနေနဲ့တိုင်လုံးဟာတနအီကို28.8မိုင်နှုန်းကရှိတဲ့ဒီမစ်ဒီဘရက်လက်တက်ဖြစ်ပြီးတော့ဘိုဘီယာဟာ1800ဟက်တိုပါစကယ်ရှိနေပါတယ်။9ရက်နှစ်မနက်17:30နာရီကတည်းကအနည်းငယ်ပြန်တက်တယ်လို့လည်းဆိုပါတယ်။ ဆက်လက်ပြီးတော့မန်လေးပြားကြီးတိုက်တန်းပြည်နေတဲ့အမျိုးသမီးအလောင်း၁၄ရက်ရှိပြီမှမဖော်နိုင်ဖြစ်နေတဲ့အကြောင်းဖော်ပြပေးပါမယ်။မန်လေးမဟာမျက်မှုနယ်ပြားကြီးဘန္နာတော်ပိုင်ဝန်ထမ်းတွေတိုက်တန်းမှာပြိုကျတဲ့အဆောင်အောင်ကအမျိုးသမီးအလောင်းမထုံနိုင်သေးတော့အပေါင်းအနှံ့တွေကြောင့်ပုံဝင်ကျင်ကလူတွေမနေနိုင်ဖြစ်နေပါတယ်။သေဆုံးသူအမျိုးသမီးဒေါ်အောင်မကျော်အသက်52နှစ်ကတော့ငယ်လေလှုပ်တဲ့မက်ချ်လာ28ရက်ကတည်းကအဆောင်အောင်ပြီးပြီးတော့ဆိုင်ကယ်ထားရနေရာမှာဆိုင်ကယ်ပေါ်ခွာလျက်သေဆုံးနေတာဖြစ်ပါတယ်။ ကယ်ဆယ်သမားတွေလာကြည့်ပေမဲ့နိုးတယ်ကြီးမားတဲ့အဆောင်ကိုမဖက်နိုင်သေးလို့ဒီတိုင်းကြည့်နေရတဲ့အနေအထားဖြစ်ပါတယ်။အဆောင်ပြတ်တယ်မှာလူမနေရဲခြင်းအခိုးတွေလည်းတောင်းညနေတဲ့အကြောင်းတိုက်တန်းနေလူသမီးကလည်းပြောပြထားပါတယ်။ဆက်လက်ပြီးတော့ရောင်တိုင်းသုံးခွမြို့နယ်မှာလေဆင်းမောင်းတိုက်ခတ်မှုဖြစ်ပွားတဲ့အကြောင်းဖော်ပြပေးပါမယ်။ ရောင်းတိုင်းတန်လင်ခရင်သုံးဘွားမျိုးနဲ့တွဲကပြင်းမကန်ကြီးဝါနဲ့ပလဲကြီးဝါမှာအင်ဗလာရှင်ရကလေစင်နှမောင်းအသေးစားတိုက်ခတ်တယ်လို့ဒေသခံနေထံကသိရပါဗျ။ဒီလေစင်နှမောင်းကြောင့်နေအိမ်သုံးလုံးပျက်စီးခဲ့ပြီးတော့လူနဲ့တရိတ်ဆန်ထိခိုက်မှုမရှိခဲ့ဘူးလို့လည်းသိရပါဗျ။သုံးဘွားနဲ့အစားကပလဲကြီးဝါမှာဖြစ်တာတန်လင်ကြောက်တန်းအပိုင်တွေကရွာမိုးအုပ်မိုးတွေချိန်ပြီးနေပြင်းတွေတိုက်နေဖြစ်သွားတာအိမ်သုံးလုံးလောက်တော့အလုံးလိုက်ပါသွားတယ်လို့ဒေသခံကဆိုပါဗျ။ ရင်းစဲမောင်းကတော့ကုန်းထဲမိုက်မှာဖြစ်ပေါ်တိုက်ခတ်တဲ့မုန်တိုင်းအမျိုးအစားဖြစ်ပြီးတော့မြေမာရှိတဲ့အဆောင်တွေကိုလေတဲ့ကိုမြောက်တွက်ကျွပါသွားအောင်တိုက်ခတ်တတ်တဲ့အင်အားပြင်းမုန်တိုင်းအမျိုးအစားဖြစ်တယ်လို့သိရပါဗျ။ဒီလေစဲမောင်းစတဲ့ဖြစ်ပေါ်တာကိုလေ့လာကြည့်မယ်ဆိုရင်တော့နေပူရှင်ကြောင့်မြင်းမနာပြင်အပူချိန်ရုတ်တရက်မြင့်တက်လာရကနေဆွတ်ဆွတ်တဲ့လေတို့ပုံတွေရကနေလေတို့အထက်ကိုစတင်မြင့်တက်လာတာဖြစ်တယ်လို့သိရပါတယ်။ဒီလေတို့ပုံတွေချိန်မှာတော့ဆွတ်ဆွတ်တဲ့လေတို့နဲ့အပေါ်မှာရှိတဲ့အင်းညာ6တဲ့လေတို့ပေါင်းစုံပြီးပြီးတော့ မိုးရွာမှာပေါက်ကွဲမှုတရက်ဖြစ်ပေါ်ကထေချုံမိုးတိမ်တိုက်တခုဖြစ်ပေါ်လာပြီးတဲ့နောက်လင်းစင်နှမအဖြစ်ကိုရောက်ရှိလာတယ်လို့သိရပါဗျ။ဒီလင်းစင်နှမကတော့လှည့်လည်မြများအားကောင်းလာပြီးတော့မိုးရွာတာလှည့်စင်းတဲ့တာနဲ့မိုးချိန်တာတွေဖြစ်ပေါ်ကဒေါင်လိုက်ရွှင်ရှားနေတဲ့လေတို့မှာအလွန်လင်းမြန်စွာရွှင်ရှားပြီးတော့လေတွေဟာလာရမျိုးမျိုးကြောင့်ပတ်ချလဲနေတယ်လို့လည်းသိရပါဗျ။မြေပြင်နဲ့တိမ်တိုက်တေကြာဖန်ကရောပုံအနေထားတိုင်းရွှေရှားတိုက်ခတ်နေတာကိုမြင်တွေ့ရမှာဖြစ်ပြီးဒီတိုက်ခတ်နေတဲ့လေဝဲလေဝဲဟာအရွယ်စားနဲ့ပုံစံတိုင်းမျိုးမျိုးပြောင်းနေနိုင်တယ်လို့သိရပါဗျ။အရွယ်စားကတော့မီတာရ နဲ့ချင်းကျေပြန်လာနိုင်ပြီးတော့လေးစင်နှမောင်းတစ်ခုဟာစက္ကန့်ပိုင်းမှာတနအီအထက်ကြာမြင့်စွာတိုက်ခတ်နိုင်တယ်လို့ရွေးရှားတိုက်ခတ်တဲ့လမ်းကြောင်းမှာလည်းနိုင်ပန်းအတွင်းမိုင်အများပြားတိုက်ခတ်နိုင်တယ်လို့လည်းသိရပါဗါးလေးစင်နှမောင်းတွေမှာရှိတဲ့လေတွေဟာလှည့်လည်မြန်မြန်တိုက်ခတ်နေတာကြောင့်တိုင်းတာဖို့မလွယ်ကူပေမဲ့လည်းလေးစင်နှမောင်းတစ်ခုရဲ့တိုက်ခတ်နှုန်းကိုဖူဂျီတာစကင်နဲ့ခံမှန်းတိုင်တာကြတယ်လို့သိရပါဗါးလေးစင်နှမောင်းရဲ့လေးတိုင်နှုန်းနဲ့ပြင်းအားပမာဏတိုင်တာကိုတော့ချီကာဂိုတောက်သူပေါမော့က ပေါတာဖူဂျီတာကတိုင်းတာတွက်ချက်ဖော်ထုတ်အသေးပြနိုင်ခဲ့တဲ့အတွက်အဲ့ဒီစကေကိုဖူဂျီတာစကေလို့ခေါ်တတ်ခဲ့တာဖြစ်ပါတယ်။ ဖူဂျီတာစကအနှိမ့်မြင့်ကိုလိုက်ပြီးတော့အဆင့် F0 F1 F2 F3 F4 F5 တက်မှတ်ထားပြီးတော့အနှိမ့်ဆုံးနှစ်တိုင်းတော့တနာရီ85မိုင်ကနေ338မိုင်တင်ရှိတတ်တယ်လို့သိရပါဗျ။ဒီလေစင်နမောင်းတွေဟာတစ်နှစ်ပတ်လုံးအချိန်မရွေးနေရောညပါဖြစ်ပေါ်နိုင်ပေမဲ့မြင်းစင်နမောင်းအများစုဟာညနေ4နာရီကနေည9နာရီကြာမှဖြစ်ပေါ်လည်ရှိတယ်လို့သိရပါဗျ။မြင်းစင်နမောင်းကိုစိုက်စင်းလေပြင်းလို့ခေါ်တဲ့ down pass နဲ့ရောထွေးအမှတ်မှားလည်းရှိကား နေစင်နမောက်မှာအရှိန်မြင့်တိုက်လေတကူလေဘဟုပြုပြီးတော့လေကအတွင်းဘက်နဲ့အပေါ်ဘက်ကိုရွေးချခြင်းဖြစ်ကစိုက်စင်းနေပြင်ကတော့အောက်ဘက်ကိုတပန်ဆင်းသက်တဲ့အမှတ်ကနေအပြင်ဘက်ကိုဖျက်ထွက်တာဖြစ်တယ်လို့သိရပါဗျ။နေစင်နမောက်တိုက်ခတ်ခံရပြီးတဲ့နောက်တွေ့ရတဲ့အပျက်စီးတွေရဲ့လာရကဆက်ဝမ်းပုံအတိုင်းလဲပြုံပျက်စီးနေတတ်ပြီးတော့စိုက်စင်းနေပြင်ကြောင့်ဖြစ်တဲ့အပျက်စီးတွေကတော့စိုက်စင်းနေပြင်မြေပြင်ကိုစတင်ထိတွေ့တဲ့နေရာကလာရတစ်ဖက်တည်းကိုသာပျက်စီးလဲပြုံနေတာကိုတွေ့ရတယ်လို့သိရပါဗျ။